ချုံညိုသမိုင်းမတွင်ပေမဲ့သမိုင်းဝင်နေတဲ့စကားများငယ်သားသူကိုကြီးသားအောင်ကြီးသားသူကိုအိုသားအောင်အိုသားသူကိုချမ်းသာစွာသိရအောင်တာလွန်မင်းဘယင်းကြီးတစ်ပါးစင်စည်းပြီးတိုင်းကလှဲ့ထွက်တနေရာရောက်တော့သူစင်းရဲမတယောက်သမင်းဟိုကသမင်းရေငှဲ့နေတာတွေ့သမင်းရေတွေအမြေပေါ်မှာစီးဒါကိုဘယင်ကြီးကတွေ့တော့ဟဲ့သူစင်းရမှာသမင်းရေကိုအလဲဟဲ့ဆက်ဖြုံးသိရမလားစားလောင်နေတဲ့နှင်းကလေးတွေကိုတိုက်ပါတော့လားလို့ ူသူစင်ရမကိုတံပေးဆုံးမပြီးမှအတပြားချို့ပေးကန်တနာတော့မူဒီဇက်ကွက်လေးကိုငယ်စဉ်ပုံပြဝတ္ထုလေးတစ်ပုဒ်မှာဖတ်ခဲ့ရတဲ့ကလေးကသဘောကျခဲ့တယ်။ဘယင်းမင်းမထမင်းရင်ငှက်ပြတာကအစာဆေးဆေးဆက်ဆက်မြင်ပါလား။စူးစရာရှိရာစူးဆုံးမစရာရှိရာဆုံးမပြီးတော့စူးလက်ပေးတနာတော့မူတဲမြတ်တာပါလား။အော်တာလွန်မင်းဆိုပါရဲလား။စကိုင်းကောင်းမှုတော့လို့လူသိများတယ်။ ရာဇမနီစူလာစီတီဆိုကြီးဆိုတာအလည်းအထင်ကြီးအောတာလွန်မင်းကောင်းမှုတော်ဆိုပါလားတာလွန်မင်းရဲ့ရုပ်ပုံလွှာကိုအတော်တော်များများအဲ့ဒီလောက်ပဲသိမြင်ကြမယ်ထင်ပါတယ်တဲတဲဝဝင်လေးကြီးလိုက်တော့မှအင်မတန်လေးစားချစ်ခင်စရာကောင်းတဲ့အချက်တွေကိုထပ်မံတွေးလိုက်ရပါတော့တယ်တာလွန်မင်းကောင်းမှုတော်စီတီထမင်းရည်ဖြဲရလောက်နဲ့ကန်တက်ရှုမြင်မထားအဲ့ဒီထက်ပိုလေးနဲ့နှလုံးသွင်းအပ်တဲ့ဘယင်တစ်ပါးပါလားလို့အောင်းမင်းမိရပါတယ် ။ဘာကြောင့်လဲဆိုတော့အနောက်ဘက်လွန်မင်ခေါ်မဟာဓမ္မရာဇပတိဒီပတိဟာတာဖြစ်သူမင်းရဲ့ထိပ်ပရဲ့လောက်ချက်မှုကြောင့်အနေဆာရောက်ခဲ့ပါတယ်။မြန်မာ990ခရစ်နှစ် AD 1600 28ဒီချိန်မှာအနောက်ဘက်လွန်ရဲ့ညီတော်ဖြစ်တဲ့သူတို့ဓမ္မရာဇာဟာအဝေးထိုင်းမြန်မာနယ်စပ်ကျိုင်းတုံရောက်နေတဲ့ခဲ့ပါတယ်အဖားသက်သာမင်းရဲ့ဒိဗ္ဗကိုတော့မူးမက်များကမင်းမြောက်လိုက်ရပါတယ် ဒီရရင်လက်ကြရောသူတို့သမားရာစာနဲ့ဓမ္မရာစာနဲ့မင်းရဲ့ကြောစွာညီကိုနှစ်ပါးဟာအဘွားကို ပြင်းချီလာခဲ့ပါတယ်။မင်းရဲ့ဒိဗ္ဗလည်းငါဘာတွေတော့နှစ်ပါးလာပြီဆိုပြီးရခိုင်ပြင်းမယ်လို့စီစဉ်ပေမဲ့မအောင်မြင်မဲ့နန်းတော့မှာပဲဖန်ခံလိုက်ရပါတယ်။သူ့ကိုမင်းရဲ့နော်ရထားကထိမ့်သိမ့်ထားလိုက်တယ်။သူတို့ဓမ္မရာစာလည်းအဝါကိုပြန်ရောက်ပြီးနန်းတတ်ပါတယ်။တာလုံးမင်းလို့လူသိများသူပါ။ မဲရပါကအကြံကုန်ကလုံစားချက်ထင်မှရဲ့ရဟန်းပြုပြရစေလို့တောင်းပန်ပါသေးတယ်။တာလုံမင်းကအဖာတက်အဖာတက်ပြုသူကိုရဟန်းမပြုတိုင်းလို့ဆုံးဖြတ်ပါတယ်။တာလုံမင်းနန်တက်တဲ့ကာလချင်းတွေဟာအေးချမ်းငိန်တက်တယ်လို့မဆိုနိုင်ပါဘူး။အဖာဘီရင်ကိုတားအပ်တဲ့တားကိုမင်းမြောက်နေရစံဘီရင်ရဲ့ညီတော်တွေကဆင်ချလား။ ခုခံတိုက်ပွဲတွေဖြစ်ကွန်မြတ်ခံထိုက်သူတွေကိုကွန်မြတ်အပြစ်ပေးစားတဲ့တစ်နှစ်တွင်မြ мян ကြီးဖြစ်ပေါ်ပြောင်းလဲသွားတဲ့ဖြစ်ရပ်တွေကြောင့်တိုင်းသားပြည်သူရဟန်းရှင်သူတို့ရတတ်မအေးရတတ်မအေးဖြစ်နေကြတဲ့အခြေအနေပါပဲဒါကိုသိတဲ့တာလုံမင်းကလူတွေမထိန်လန့်မထိန်မလန့်စေရအောင်မင်းရဲ့နှော်ရထားကိုမောင်းကျိနှင်းခတ်စေပါတယ်ဒီကြောင်ညာမောင်းတဲ့ဟာတာလုံမင်းရဲ့စကားတွေလို့ဆိုနိုင်ပါတယ်။စကားစကားလုံးအသုံးနှုံးရော အသေးပဲပါအလွန်ဆေးဆက်လေးနဲ့လေးနဲ့တဲ့တာလွန်မင်းရဲ့မောင်ခတ်တံကိုနားဆွင့်ကြည့်ပါနားဆွင့်ကြည့်ပါပြိုးသည့်စိုက်သည့်ပြင်သည့်လှုပ်သည့်ဥယျာဉ်တစ်ဖွဲဖြစ်၏တိုင်းပြည်ကိုဥယျာဉ်တစ်ခုနဲ့တင်စွာလိုက်ပြီးမှငားရံမူကမတန်ဒီကိုတန်အောင် မပွင့်ဒီကိုပွင့်အောင်မညမတီးဒီကိုတီအောင်မစီဒီကိုစီအောင်မပွားဒီကိုပွားအောင်ဥယျာဉ်တိုင်းပြည်ရဲ့ကဒီအပွင့်အပင်တိုင်းသားပြည်တို့ တန်မို့ပွင့်မို့တီးဖို့စီဖို့ပွားဖို့ငါလုံးမြင်ဆိုတဲ့စကားဆန္ဒထောင်ကြည့်ရအောင်ပါအစွန်းတဲ့နေကိုအစွန်းနဲ့အချောက်တဲ့နေကိုအချောက်နဲ့အလွန်သာသွားတဲ့စကားပါအစွန်းတဲ့ဆိုဆိုတဲ့ဆိုတဲ့အချောက်တဲ့ချောက်တဲ့တွေ့တဲ့ဆိုတဲ့အတုံးနှုံးဟာလူမှန်နေရမှန်တာဝမှန်စုပေးတံပေးစားတဲ့ကာလတုံးနှုံးအတုံးစကားများအကျုံးပါအကျုံးဝင်ပါရှိသွားစေတဲ့စကားလုံးပါဆန္ဒထောင်ကြည့်ကြပါဦး ခါးသည့်ပင်ကိုမတက်ရအောင်ခြိုသည့်ပင်ကိုမပြတ်ရအောင်ခါးသည့်ခါသူခြိုသူတွေရှိနေကြတယ်မှာကိုတာလုံးမင်းသိပါတယ်။ဒါကြောင့်ခါသူကိုပိုခါမလွားရအောင် မတက်ရအောင်ခြိုသူကိုလည်းခြုံမပြတ်ရအောင်ထိမ်းမဆောင်ရှောက်မြည်တဲ့။အမြင့်ရှက်ရဲ့ဩဇာပေါ့သည်။ပြတ်သည့်များကို အမျက်ပင်မရှက်ရအောင်တက်လှသောဥယျာဉ်သည်တုတ်တင်တိမ်ပိုက်စိုက်ပျိုးတဲ့ကဲ့သို့အဲ့ဒီလိုဥယျာဉ်ကြီးတစ်ခုနဲ့ထင်းတာအောင်ပြပြီးနောက်မှာ သာသနာတော်စည်းပွားပြည်သူလူတကာတရဝအပေါင်းတို့စည်းပွားမိမိပြည်နိုင်ငံတို့၌ရှိသော လူပေါင်းတို့ဂတိတည်စွာတာလုံမင်းကအဝနေပြီးတော်သူ နေပြီးတော်သူသားနေပြီးတော်သားများကိုဂတိပေးပါれငယ်သားသူကို ကြီးသာအောင်ကြီးသားသူကိုအိုသာအောင်အိုသားသူကိုချမ်းသာစွာသိရအောင်ငယ်သူတွေကြီးလာမဲ့ရေးမှာကြီးသာအောင်လုပ်ပေးမယ်တဲ့ဘေးအန္တရာယ်မရှိမှန်ကန်စွာ ြီးပြင်းခွင့်ရစေပဲရစေဖို့ဆိုတဲ့သဘောကြီးသူတွေအိုလာမရဲ့အရေးမှာအိုလာအိုလာအောင် လုပ်ပေးမယ်တဲ့စိတ်လက်ဆင်းရဲစွာမဟုတ်စေရအောင်နီးလန်းကြစွာအိုမင်းခွင့်ရစေမယ်ဆိုတဲ့သဘောအိုသားသူကိုချမ်းသာစွာတည်ရအောင်ဆိုတဲ့စကားကတော့အလွန်လှပလောက်အသေးပဲကြွယ်ဝလေးနက်တဲ့စကားပါပဲတည်ခြင်းဆိုတာဆင်းရဲဖြစ်တယ်ချမ်းသာစွာတည်ရအောင်ဆိုတဲ့စကားဟာမရဏဒုက္ခအကို အသေးပဲမဲ့အန်တူတာမဟုတ်ပါဘူးတေးရခြင်းဆိုတဲ့ပဂရိဆင်းရဲထဲမှာတေပုံတေနီဆင်းရဲတွေ ရှိနေတာကိုတာလုံးမင်းသိပါတယ်တောကတွေရတဲ့ရတဲ့မီတွေနောက်ကျောင်းစိမ့်ချနိုင်တာတွေစတာတွေဟာဆင်းရဲတော့တေခြင်းမှာပဲဒီလိုမဖြစ်စေရပဲတေခြင်းကိုရဲဝံ့အေးဆေးစွာရင်ဆိုင်နိုင်စေအောင် အသေးဖြောင်းအောင်အသေးတက်အောင်တရားယုံနဲ့တကယ်တော့ခံခံယူသွားနိုင်အောင်ဒီလိုလုပ်ပေးမယ်တဲ့အဲ့ဒါဟာချမ်းသာစွာတည်ခြင်းမှာပဲ ဒီမောင်ကျဲနင်းခတ်တံကိုကြားတဲ့ပြည်သားလူတို့ပေါင်းဟာအင်မတန်ကိုယဉ်အေးကြည်နူးရှိကြမှာပါ။ရာဇဝင်မှတ်တမ်းများကလည်းတာလုံမင်းကိုမင်းတရားမှတိုင်းကားပြည်ရွာတာလုံနှောကြောင့်၎င်း၊ရွှေနန်းတော်ထက်တွင်တာယာစွာလုံနှောကြောင့်၎င်းတို့အကုန်ပြုမှတ်တမ်းတင်ကြားထားပါဗျ။